မျက်မှန်ကြီးဥတင်ဥနဲ့တခဏတာ နောက်ထပ်ပြီးမထင်မဲ့ပဲတွေးကတွေးဆောင်ခဲ့ဘူးလားကတော့ဟိုးတစ်ချိန်ကမျက်မှန်ကြီးလို့နာမည်ကြီးလူတီများခဲ့တဲ့ဘိုးမှုချုပ်တင်ဦးပါဘိုးချုပ်ကြီးနေဝင်းကတက်မတော်ကိုဝင်စီပြီးသူ့အနီးမှာထားရှိမြောင်စာပေးခံခဲ့ရသူပါအမေရိကန်ကိုတွားရောက်ပြီးထောက်လန်းရေးပညာရက်တွေကိုလည်းတင်ချခဲ့ရသူတဦးပါ အမျိုးသားထောက်လန်းရေးညွှန်ကြားရေးမှုအထည်ဖြစ်လာခဲ့ပါတယ်။နောက်မှနိုင်ငံတော်ကောင်စီဥက္ကဋ္ဌရဲ့စစ်ဘက်လက်ထောက်ရာထူးမြမဆိုရှယ်လစ်လမ်းစဉ်တီးဤတွဲဖက်အထွေထွေအတွင်ရေးမှုရာထူးတွေကိုတုံ့ပြန်ရရှိခဲ့ပါတယ်။အရှင်မွေးတော်နေချင်းကြီးဆိုသလိုဩစာတိတ်ကမတကိုးအရှိန်ဝါကြီးထွားလာခဲ့ပါတယ်။ထမြက်မှုလည်းရှိမှာပါလုတ်ပိုင်ခွင့်အာနာရီများလာတော့အမားချို့ကြီးလည်းရှိလာတယ်ထင်ပါတယ် မွေးစားဖခင်ဥနေဝင်းရဲ့အထင်လွဲမှုတွေအမျက်တော်ရှောက်မှုတွေကြောင့်အေးအေးယူမှုခံရတယ်လို့ကြားသိရဘူးပါတယ်။နောက်ဆုံးတော့ဘသူကမှထင်မှန်မထားတဲ့သူကိုယ်တိုင်နဲ့အိမ်မက်ထဲတောင်မဖူးမှမဟုတ်တဲ့နရတိန်ဆန်အိမ်ဆိုးတဲ့အင်းစိန်ဘဟုအချင်းထောင်ကြီးကို ရောက်လာပါတော့တယ်။ဒီတော့လေနိုင်ငံကောင်းဆောင်ကြီးတယောက်နဲ့ ဘလို့မှမနှီးဆက်နိုင်စကားပြောခွင့်တော့မရနိုင်တဲ့ကျွန်တော်ဟာထူးခြားတဲ့ပုံကူကြီးနဲ့တွေ့ခွင့်စကားပြောခွင့်ရလာပါတယ်1983 1984ခုနှစ်မှာအချင်းထောင်တက်သားလေးအစင်းနဲ့ဘိုးအချင်းထောင်အင်းစိန်မှာတာဝန်ကျခဲ့ပါတယ်အဲ့ဒီအချင်းကတက္ကသိုလ်စာပေးစာယူတင်တန်းယခုအဝေးတင်တက္ကသိုလ်တက်နေစဉ်ကာလမှု၄၅၆တိုက် ဘူးမြော်စင်းတဲ့ဗဟုကင်းတွေကိုပဲတောင်းပြီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ဝန်တန်းအလုံးကအဲ့ဒီလိုနေရာတွေမှာတာဝန်မထမ်းဆောင်ခြင်းကြပါဘူး။ထောင်ဝင်စားတို့အိတ်ဆောင်တို့မှာပဲတာဝန်ကျခြင်းကြတာပါ။အဲ့ဒီလိုတာဝန်ကျဖို့လဲတာဝန်ချထားတဲ့ဂက်ခန်တာဝန်ကျသူတွေကိုအစဉ်ပြေအောင်ပေါင်းကြရပါတယ်။ကျွန်တော်ကလည်းတာဝန်ကျသူတွေကိုအစဉ်ပြေအောင်ပေါင်းရတာပါပဲ။ ဂျူတီတပတ်ကုံရင်ထောင်ဝင်စာအိတ်ဆောင်တွေကိုတောင်ဝင်ချထားမှဆိုးလို့ဒီတပတ်လဲတိုက်ညှို့စင်ဘိုကင်တစ်ခုခုမှပဲတောင်ဝင်ချထားပေးဖို့ဂက်ခန်တောင်ဝင်ရှိသူများပြောရပါတယ်ဘသူမှတောင်ဝင်မချခြင်းနဲ့နေရာကို တောင်းတာတောင်းမှဘာပြောလဲဆိုတော့ကြည်အောင်မယ်လီဗျာတဲ့1984 စက်တင်ဘာ3ရက်နေ့ဘူးအမှတ်9မှာတာဝန်ထမ်းဆောင်နေစဉ်ညနေပိုင်းမှာဘူးပေါ်ပြန်မတက်ရပဲအထူးအိမ်တစ်ကိုဝင်ခိုင်းပါတယ်ညာ7နာရီဝင်ရပါတယ်အထူးအိမ်တစ်မှာ တာဝန်ချတဲ့ဝင်တန်းတူဆေးအနားယူသွားလို့အဆောင်ဝင်ရခြင်းမှာအထူးအိမ်တစ်မှာထားရှိသူဟာဗိုလ်မှူးချုပ်တင်ဦးပါမျက်မှန်ကြီးလို့ခေါ်ကြပါတယ်ထောက်လန်းရေးဥတင်ဦးလို့လည်းလူတီများလာသူပါ အဲ့ဒီကာလကလှန်လျင်တောက်တူတူတမရာကြီးဥနေဝင်ပြီးရင်သူကဩစာတိတ်ကမာကြီးတူလို့တူးလို့ပဲတိထားပါတယ်။ဘာရီဘလို့ဩစာရှိရဆိုရာတော့အဲ့ဒီကာလကငယ်သေးတာရဲ့တက်သားလေးအဆင့်သာရှိတာရဲ့နိုင်ငံရေးဆိုတာဘာမှမသိတာရဲ့ကြောင့်တေချာတော့မသိပါဘူး။မျက်မှန်ကြီးဥတင်ဥကအင်းစိန်ဘုံအချင်းထောင်ကိုအချုပ်သားဘဝနဲ့ရောက်ရှိစဉ် အခြေအနေထောင်ကျသွားပြီးတကားလားအခြေအနေတို့သူများ ပြောစကားတွေအရာသိရှိထားရလေးတွေရှိပေမဲ့ဒိုင်းရိုက်ထိတွေ့တိရှိတာမဟုတ်လို့မဖော်ပြတော့ပါဘူးကျွန်တော်နဲ့တွေ့ထိဆက်ဆံရတဲ့အချိန်တူကာလတူလေးအကြောင်းကိုပဲရေးပါမယ်အဲ့ဒီကာလကအထူးအိမ်နှစ်လို့ထင်ပါတယ်အဲ့ဒီအိမ်မှာကပြည်ရေးဝင်းကြီးဥပိုနီလည်းရှိနေပါတယ် အထုအိမ်ဝင်းတဲကိုတာဝန်ချဝင်းတန်းကလွဲပြီးဘသူမှဝင်ခွင့်မရှိပါဘူးတီရဲရေးဝင်းကြီးဥဖို့နေကိုမတွေ့ခဲ့ရပေမဲ့အမှုတွဲတူထောင်ချနေပြီ၄၅၆တိုက်ထဲမှာထားတဲ့သူ့ရဲ့တမတ်ကိုတန်းလို့ထင်ပါတယ်သူနဲ့ကတော့၄၅၆တိုက်ဝဲမှာ နေစဉ်လိုလိုပိုက်ကြော်ချင်းကစားခဲ့ကြတာပါခင်မင်းရင်းနေပြီးဝင်တွဲနေတဲ့သူကစားကြပါတယ် ကျွန်တော်လို့ရင်ဆရာတို့တွေကိုအင်ခေါ်ပြီးကျွေးမွေးအခန့်အုပ်မယ်လို့ပြောမှုတာကိုမှတ်ရနေပါတယ်။အခုထိတော့သူ့အိမ်ကဘယ်နားမှ ရှိနေမှန်းတော့မသိပါဘူးလေ။ဘယ်ဝင်တန်းကမှလည်းကိုတန်းဦးလာခေါ်ရအကြောင်းရောက်ဖူးသွားတယ်လို့ပြောဖို့သူကလည်းတယောက်မှမရှိခဲ့ဘူးပါဘူး။ကျွန်တော်ပြောချင်တာကထောင်ကျနေတော့မှအပြင်ရောက်တဲ့အခါဘလို့ဘဝရှွှွှွှွေအောင်ပြုတ်တက်ကြပြီမဲ့ အကျဉ်တောင်ကလွံ့မြောက်သွားတဲ့အခါမှာတော့ဇလန်းကတခန့်ရက်သွားကြတာကြီးပါ အချို့သောအကျဉ်တောင်ဝန်တန်းတွေဟာသူတို့ရဲ့စကားတွေကိုယုံကြည်မှုလွန်ကဲပြီးမလုံတဲ့နိုင်လှုပ်ပေးကြတော့ခံစားလိုက်ရရဲ့များစွာပါကျင်နာမှုရှိပါရက်တီချက် ခံမြဲပါကြီးဆိုတဲ့စောင်းပုတ်ကလေးကို အုံနောက်ထဲနှလုံးသားထဲမှာဆွဲမြဲစွာမှတ်သားထားတင်လာပါတယ် အထူးအိမ်လေးတွေကပေ20ပက်လေကန်ရှိရမယ်ထင်ပါတယ်။အိမ်လေးတွေအားလုံးကိုတွပြရည်နဲ့အလုံးပိတ်ကာယံထားလို့အပြင်ကကြည့်ရင်အထဲကိုလုံးဝမမြင်ရပါဘူး။အထူးအိမ်မှာဝန်းနှန်း3တောင်းဝင်ကြပြီ။တညမှာနှစ်ချိန်တစ်ချိန်မှာနှစ်နာရီစီစောင့်ကြရပါတယ်။အဲ့ဒီညမှာ၈နာရီကနေ10နာရီအထိတစ်ချိန်နဲ့ 2နာရီကနေ4နာရီထိတစ်ချိန်စောင့်ကြရပါတယ်။အိမ်ဝင်းတဲမှာတစ်ချိန်ကိုတယောက်ထဲနေရပြီးကြံနှစ်ယောက်ကအိမ်ဝင်းအပြင်ဘက်ရုံးမှာအိတ်ကြရတာပါ။အချိန်ပြည့်အပြင်ဝင်းထန်းကရုံးကတော့ယူလာပြီး ဝင်းတကားကိုဖွင့်ဂျူတီချိန်အထဲကဂျူတီပြီးသူကထွက် အပြင်ကနေပြန်ပိတ်ပြီးရင်တော့ကိုရုံးမှာအက်စနစ်နဲ့စောင့်ကြရပါတယ်။ နောက်နေ့နေ့လေရီမှလည်းဒီစနစ်အတိုင်းပါပဲထူးခြားတာကထွက်မပြေးအောင်စောင့်ကြက်ရခြင်းဖြင့်သူ့ကိုယ်သူတက်တည်မတော့အောင်အထူးစောင့်ကြက်ရမယ်လို့ကျွန်တော်တို့မှားထားပါတယ်နောက်ပြီးမျက်မှန်ကြီးဥတင်ဥရဲ့လှုပ်ရှားမှုအရရက်ကိုမှတ်တမ်းစာအုပ်မှာရေးသွင်းပြီးတင်ပြရပါတယ်ဥပမာ9နိုင်အိယာမထကိုလက်တန့်စဉ်9နိုင်25နိုင်မှာဖျားရှိခု 6နိုင်ခွဲနိုင်မှာစံပြုတ်တော့9နိုင်မှာခြံဝင်းအတွင်လမ်းလျှောက်9နိုင်ခွဲမှာပရိစိတ်7နိုင်တရားမှတ်10နိုင်ခွဲမှာနေလဲစာထမင်းစာ12နိုင်အိတ်4နိုင်မှာအိယာထစသည်စသည်ရေးသွင်းရပါတယ်မျက်မှန်ကြီးကကျွန်တော်အင်းစိန်ဘိုးအချင်းထောင်ကိုမရောက်မီ1983ခုကတည်းကရောက်နေခဲ့တာဖြစ်ပြီး အရေးကြီးအကျဉ်းသားတအုပ်လို့တတ်မှတ်ထားတာကြောင့်အဲ့ဒီကာလတွေကတော့သူ့ရဲ့လှုပ်ရှားမှုအသေးစိတ်ကိုတေချာစောင့်ကြည့်ပြီးရင်းမှတ်ကြတယ်လို့သိရပါတယ်။အဲ့ဒီမှတ်တမ်းကို ထောက်လန်းရေးစီနေ့စဉ်တင်ပြပေးရတယ်လို့ပြောကြပါတယ်။ကြာလာတော့လေလူသဘောတဘာဝအရာစောင့်ချက်သူတွေအားလုံးလူလို့ကရိုးသွားကြပါပြီ။စောင့်ကြည့်မနေတော့ပဲအိမ်တဲရောက်တာနဲ့အိတ်လိုက်ကြတာပါပဲ။ထွက်ပြေးလို့မှမရနိုင်တာပဲလေ။ မျက်မှန်ကြည့်လှုပ်ချင်အောင်လှုပ်တောင်းဝင်ချင်းပြီးရင်ရုံးမှာမှတ်တမ်းရေးတော့ဘယ်ချိန်ဘာလို့ဆိုရာတွေကိုအစဉ်ပြေအောင်ရေးလိုက်ကြတာပါပဲနေ့လေထမင်းစားချိန်ကိုစေနာခွဲစေနိုင်25စေနိုင်40နိုင်ဆိုရာမျိုးတွေပြောင်းပြီးရေးလိုက်ကြတယ်လို့သိရပါတယ်ကျွန်တော်ကတော့ကိုယ်ရည်သွေးချင်းမဟုတ်ပါဘူးမျက်မှန်ကြည့်ကို အခုမှဆောင်ပူရာရင်တောင်းဝင်ပေးထားတဲ့အတိုင်းထမ်းဆောင်ချင်တာရဲ့ကြောင့်တောင်းဝင်ချိန်မှာတစ်ခါမှမအိတ်ခဲ့ပါဘူး မျက်မှန်ကြည့်ရအောင်ပြောလာပါတယ်။ကောင်းလေမင်းအိတ်ချင်လဲအိတ်လိုက်နော်။ငါပုံငါတက်တေဘူးစိတ်ကူးလုံးဝမရှိပါဘူးကွာ။ငါကအသက်ရှည်ခြင်းမသေးတယ်ကွာ။လုံးဆရာကြီးရှိနေသေးပါသေးတယ်ကွာတဲ့လေ။သူ့ကိုတလတစ်ခါမှထောင်ဝင်စာပေးတွေ့တယ်ထင်ပါတယ်။ပါဆယ်ကူတော့တပတ်တစ်ချိန်လားနှစ်ချိန်နှစ်ပတ်ကိုတစ်ချိန်လားမမှတ်မိတော့ပါဘူး။သူ့အိမ်ကပို့ပေးတာကိုထောင်လန်းကြီးကနေတဆင်လက်ခံရရှိပါတယ်။ ကြက်ကြော်စိတ်သားကြော်ငရုတ်သေးကြော်ငပိကြော်ချမောင်ကြော်ဗာလချောင်ကြော်စတဲ့အစားအသောက်တွေကတော့မပြတ်ပါဘူးထမင်းဟင်းကတော့စေးုံစာခွင့်ပြုပေးထားပါတယ်နေ့လေစာညနေစာ ထမင်းစားတဲ့အခါတိုင်းအဲ့ဒီအချိန်မှာတောင်ဝင်ကြတဲ့ဝန်တန်းတိုင်းကို သူ့ရဲ့ဟင်းလေးတွေတင့်တင့်စွာပေးကျွတ်တတ်ပါတယ်ကျွန်တော်ကတော့အဲ့ဒီအချိန်ကတက္ကသိုလ်စာပေးစာယူတက်နေချင်းယူထားတဲ့မိသားကတမိုင်းမို့ မြမသမိုင်းဂမသမိုင်းတွေကိုအထိုက်လျောက်သိနေသေးတာကြောင့်သူနဲ့စကားပြောကြရင်ဘယ်တော့ကပေါ့ကွာလို့ပြောလိုက်ရင်အဲ့တုန်းကတော်လန်ကြီးကောင်စီတက်ချိန်ပေါ့နော်အန်ကယ်ကြီးဆိုတာမျိုးစကားထောက်ပေးနိုင်တာမို့ကျွန်တော်ရောက်လာတာကိုသဘောကျလို့ဖွင့်ပြောပါတယ်ခဏတာအတွင်းလေးမှာ ခင်သွားခဲ့ပါတယ်ဒါကြောင့်ထမင်းစားချိန်တွေမှာအခြားဝန်ထမ်းတွေလိုဟင်းပေးတာမလုပ်ပဲ သူနဲ့အတူစားခိုင်းပါတယ် ဒါပေမဲ့ဟင်းခွက်ထဲကဟင်းကိုပကံထဲမှာပဲဇွန်းနဲ့တချမ်းစီခွဲလိုက်ပါတယ်။မင်းကမင်းဘက်ချမ်းကဟင်းကိုစားငါကဒီဘက်ချမ်းကဟင်းကိုစားမယ်လို့ပြောတတ်ပါတယ်။လမ်းလျှောက်ချင်းရေချိုးချင်းထမင်းစားချင်းအိတ်ချင်းကလွှဲရင်ဂရင်ပေါ်မှာပက်လက်အနေထားနဲ့တရားမှတ်နေတတ်ပါတယ်။အရက်ဝက်လုံးဝပေးမွေ့ပါဘူး။ပုံစံအင်းကြီးအဖြူပုံစံလုံးကြီးအဖြူပဲဝေးရပါတယ်။ ခြင်တောင်တောင်မပေးပါဘူးကျွန်တော်အင်းစိန်ထောင်မရောက်ခင်ကအထူးအိမ်များတောင်ဝင်ကန်ထောင်မှုဥတင်မောင်းကခြင်တောင်ပေးလိုက်တာမှာအေးယူခံရပြီးတဝင်းပြုတ်အရာကန်ဘေးကျယ်ကြီး ဖြစ်သွားခဲ့ရဘူးကြောင့်နောက်မှခြင်တောင်တင်မောင်းလို့နာမည်တွင်သွားကြောင်သိရပါတယ်တကယ်တော့ဆရာဥတင်မောင်းက တကယ်တော်သူလုပ်ငန်းကျွမ်းကျင်သူပါ ထိုကြွေခံရလို့ပြောကြပါတယ်အကျေတော့မပြောလို့တော့ပါဘူး ညမှန်ကြီးနဲ့စကားပြောရင်တန်ဝေကရဝယ်စကားကားတော့ခိုးတော့ငါဆိုရင်ငါသွားလျာမှာကားကောင်ကြီးကိုစီးငါကားရှင်မှာ ဆိုင်ကယ်လေးစီးငါကားရဲ့အနောက်မှာဆိုင်ကယ်လေးစီးနဲ့အချွေရံများစွာနဲ့ပေါ်ကွာတဲ့ဒီစကားကိုပြောနေချိန်မှာပြန်လဲတန်းတာပြီးပြောနေတဲ့အနေထားလုံးဝမရှိပါဘူးတရားကြားစရာမျိုးပြောပြနေတဲ့အနေထားပါ ငါသပင်တွေကလည်းဟိုးတော့ကနတ်မောင်းပြီခေါင်းလိမ့်စီအမြဲလိမ့်ထတာမူနတ်မောင်းပြီကြော့နေတာကွာတဲ့လက်ရှိအနေထားကတော့တကောင်းလုံးဖြူဖွဲပြီးအရက်ကလည်း6ပီလောက်ရှိတော့ဂျက်ကီရှန်ရုပ်ရှင်ကားရရတရုတ်တိုင်းဆရာကြီးပုံစံနဲ့တပုံစံနဲ့ဖြစ်နေပါတယ်ငါလွတ်မှာပါကွာပြစ်တံမကုံခင်လွတ်မှာပါငါတို့တားဖခြင်းမှာငါ့ကိုလည်းချစ်ပါတယ်ကွာ စိတ်လေးခုနေတော့မှုခဏလေးထဲ့ထားတာပါလို့လည်းပြောဝင်ပါတယ်။တာဖချင်းဆိုတာအဲ့ဒီအချင်းကတမရာကြီးဥနေဝင်းကို ပြောတာပါ။ပြစ်ဒဏ်က20နှစ်တည်တော့တတတကျွန်းလို့ထင်ပါတယ်။သူပြောတဲ့အတိုင်းပါပဲ။1988အရေးခင်းပြီးတော့လွတ်သွားတယ်လို့ကြားရပါတယ်။အထူးအိမ်မှာတာဝန်ချခဲ့တဲ့ရက်တို့ကလေးမှာ ထောင်မူလောင်းခေါ်တဲ့စာဝင်လာပါတယ်ကျွန်တော်လည်းအကျုံးဝင်တာကြောင့်သူ့ကိုပြောမိပါတယ် OTT ဝင်ရမှာဖြစ်ကြောင်းပြောတော့မင်းတို့ထောင်မူလောင်းကလည်းငါတို့တက်မလို့ကဘူလောင်းတွေလို့ OTT ဝင်ရတယ်လားငါသာဒီချင်းထောင်ကြမနေပဲအရင်ယာရုတိုင်းသာ ရှိနေလို့ကတော့မင်းကို ပြောချင်တဲ့စကားကမင်းဘာမှပိုးမနေနဲ့ပျော့ပျော့နေမင်းပါပြီလို့မှတ် ဆိုတာပဲအခုတော့ငါကထောင်ကျနေတော့ဘာမှမကူညီနိုင်တာမို့စိတ်မကောင်းပါဘူးကွာထောင်မူလောင်ဆာမွေးဝဲအောင်မြင်ပါစေလို့ပဲဆူတောင်းပေးပါတယ်ကွာလို့ပြောပြီးတာနဲ့ဦးခေါင်းကိုမော့ပြီးစဉ်းစားဟန်ပြုတ်ပါတယ်ခဏနေတော့ထပ်ပြောလာတဲ့စကားကရှင်တဲ့အမှန်ဖြစ်တဲ့စိတ်အတိုင်းပြောမိပေမဲ့အကယ်၍သာငါကထောင်မကျပဲ အပြင်လောကမှာအရင်တိုင်းထောက်လန်းရေးအကြီးအကဲဖြစ်နေအောင်မယ်ဆိုရင်လေမင်းလိုအချင်းဦးစီးဌာနကအောက်ဆုံးအစ်စ်တက်သားလေးနဲ့ဘလို့လုတ်ပြီးတိနိုင်မှလဲတဲ့လေသုံးရက်ပဲအထူးအိမ်တင့်မှာတာဝန်ကျခဲ့ပြီ1984စက်တင်ဘာ9ရက်နေ့ညနေပိုင်းမှာတော့ 1984စက်တင်ဘာ6ရက်နေ့ကစပြီးဗဟိုကင်းတာဝန်ကိုပြောင်းလဲချထားလိုက်လို့မြက်မှန်ကြီးဥတင်ဥနဲ့1984စက်တင်ဘာ9ရက်နေ့ညပိုင်းကန်ကနောက်ဆုံးတွေ့ခဲ့ပြီးနောက်ပိုင်းမတွေ့ရတော့ပါဘူးတီးတန့်နေမြေဖြစ်တာကြောင့်နောက်ရက်တွင်မှလည်းတွားရောက်တွေ့ဆုံလို့မရနိုင်တော့ပါဘူး မြန်မာနိုင်ငံရေးသမိုင်းမှာထူးခြားလူတည်များတဲ့ပုံကိုကြီးနဲ့တုံးရက်တာတွေးဆွင်ခွင့်ရခဲ့ပြီးထူးခြားစွာပဲခင်မင်ခွင့်ခဲ့ရခဲ့တယ်။တန်ရောစင်ဖြစ်ခဲ့ကြတယ်။ဟိုးရင်ကဩစာတိတ်ကမကြီးမားလွန်းလာတဲ့သူ့စီယာတန်ဝေက စကားတစ်ခုချို့ကြားခဲ့ရပါတယ်။တရက်မှာစာအုပ်စဉ်ရှင်း1984ခုနှစ်က ဒါယာကြီးစာအုပ်လေးကိုပြန်တွေ့ပြီးအမှတ်တမဲ့လှန်ကြည့်မိတဲ့စာမျက်နှာကအထူးအိမ်တက်မှာအထူးအိမ်တက်မှာတာဝန်ထမ်းဆောင်ရတာလေးကိုမှတ်ထားတာဖြစ်နေတာကြောင့်ဒီအကြောင်းလေးကိုရေးမိရပါတယ်ကျွန်တော်ကိုခင်မင်းတော်စေတနာစကားပြောသွားတော့အန်ကယ်ကြီးဥတင်ဦးတယောက်ကောင်းဝရမွန်ရဘွားမှာရှိနေပါစေလို့ဆန္ဒပြုမိပါတယ်ဖော်ပြခဲ့တဲ့မျက်မှန်ကြီးဥတင်ဦးအကြောင်းလေးယူထဲမှာတန်ဝေကရစရာလေးတွေကိုတတိပြုမိကြမှာပါ တန်ဝေကရစရာအချို့ကိုလည်းထပ်မံဖြည့်ဆွက်လိုပါသေးတယ်။ကျွန်တော်ကစင့်ကန်မြို့နယ်ဘဲလင်းကြောက်ထုတ်အလုံစကန်နှစ်ကနေ1983ခုနှစ်ဒီဇင်ဘာလမှာအင်းစိန်ဘဟုအချင်းထောင်ကိုပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။အဲ့ဒီချိန်မှာမျက်မှန်ကြီးကအင်းစိန်ဘဟု အချင်းထောင်တဲကအထူးအိမ်မှာရောက်နေပါပြီ။ဒါပေမဲ့မိမိတာဝန်ကျရာနေရာတွေမှာနေခွင့်ရှိပြီ အခြားနေရာတွေကိုသွားလာခွင့်မရှိတဲ့အတွက်တွေးရဖို့နေနေတာတာအခြားအိမ်ထဲကိုတောင်မှအထူးအိမ်ဝင်းထဲကိုတောင်မရောက်ဖူးခဲ့ပါဘူးမျက်မှန်ကြီးထောင်ကိုရောက်ခါစမှာအချုပ်သားဘွားနဲ့ပါအခြားဝန်ထမ်းတွေရဲ့ပြော့ပြချက်များရဩစာတိတ်ကမှကြီးသူတယောက်ဖြစ်တဲ့အတွက်မန်တွေကရှိနေသေးပါထောင်မကြသေးပဲအချုပ်သားဘွားဖြစ်တဲ့အတွက်အချိန်မရွေးပြန်လို့သွားနိုင်ပါတယ် မူလယာတုအချိန်ဝါရီတို့ပြန်ရသွားနိုင်ပါတယ်။ဦးနေဝင်းရဲ့ตาတူးလို့ဖြစ်နေတဲ့အတွက်ထောင်မကျနိုင်ပဲပြန်လို့မယ်လို့သာသူ့ကိုယ်သူထင်ထားပုံရပါတယ်။ဒီတော့မန်တွေကမကျနိုင်ပါဘူး။အဲ့ဒီကာလမှာကျွန်တော်တို့အချင်းစီဌာနကအမြင့်ဆုံးပုံကိုယ်တွေဖြစ်တဲ့ညွန်ကြားရေးမှုချုပ်ဒုတိယညွန်ကြားရေးမှုချုပ်တွေကတက်မတော်ကပြောင်းလာသူတွေဖြစ်ပြီးဘုံမှုအစင်များတာဖြစ်ပါတယ် ညွန်ကြားရေးမှုချုပ်ဥပခင်ကတော့ခလာရ86တည်ရင်မှုဖြစ်ပြီးဒုတိယဘိုးမူးကြီးအဆင့်လို့ထင်ပါတယ်1983 1985ခုနှစ်ကာလမှာတော့ရဲကပြောင်းလာတဲ့ရဲမှုကြီးဦးဝင်းလွင်မှာရဲကိုမရောက်မီတက်မာတော့ကတော့ဘိုးမူးအဆင့်လို့တည်ထားမှုပါတယ်ဒီတော့ကျွန်တော်တို့ဝန်တန်းလူတွေကမျက်မှန်ကြီးနဲ့စကားပြောတဲ့အခါမှာ အချုပ်သားတယောက်ဖြစ်နေပြီမဲ့။ဩစာတိတ်ကမကြီးလွန်းသူ ဖြစ်တဲ့အတွက်ရိုရိုတည်တည်နဲ့ဘုံမှုလို့သာတုံ့နှုံကြပါတယ်။အဲ့ဒီလိုတယိုတတိပြောပြီးမဲ့မျက်မှန်ကြီးကမချင်းနဲ့ပါဘူး။ငါကဘုံမှုမဟုတ်ဘူးဘိုလ်ချုပ်กว่าဘိုလ်ချုပ်กว่าလို့ခေါ်လို့ပြောချောင်းနဲ့သူနဲ့စကားပြောရင်တတိဆွဲပြောရလို့သိရပါတယ်။ မျက်မှန်ကြီးကိုထားတဲ့အထူးအိမ်မှာဘယ်ဝင်နှမ်းမှာတာဝန်မကျခြင်းကြပါဘူး။ဘေးရမဆိုအဆိုးအကောင်းဆိုတာဒွန်တွဲလေးရှိရဲဆိုတာမှန်ပါတယ်။အင်းစိန်ဘဟုအချင်းထောင်အတွင်းတာဝန်ကျရာနေရာတိုင်းကို တာဝန်မှုတာဝန်မှုကြီးဒုတိယတာဝန်ခံအရာရှိတာဝန်ခံအရာရှိတွေကအချိန်မရွေးဝင်စစ်နေတာကြောင့်အိမ်ငိုက်လို့မရကြပါဘူး။ စစ်စေးချိန်မှာအိမ်ငိုက်နေမိရင်လည်းနောက်နေ့မှရုံးတင်ခံရမှာပါဒါပေမဲ့မျက်မှန်ကြီးကိုထားတဲ့အိမ်လေးကိုတော့ဘယ်ယာရှိမှလာမစစ်ကြပါဘူးပထမပိုင်းမှာလာစစ်ကြပေးမယ်မျက်မှန်ကြီးဟာဟိုမေဒီမေဘာတောင်းဆိုညာတောင်းဆိုလုပ်တဲ့အခါမှာစိတ်ညစ်ကြအခက်တွေးကြရတော့နောက်မှမစစ်ကြတော့ပါဘူးဒီတော့တာဝန်ကျဝန်တန်းတွေကလည်းအချိန်နေကြည့်ပြီးအိမ်ငိုက်ရတာမျိုးလုံးဝမရှိတော့ပါဘူး မိမိတို့ရဲ့အိတ်ယာလေးတွေဝင်ပြီးစိတ်ချလက်ချအိတ်လိုက်ကြတာအိတ်မက်တောင်မက်နေကြတယ်လို့သိရပါတယ်တရားယုံထုတ်ပြီးအချိန်ချင်းစစ်ဆေးခဲ့တာမှာယုံထုတ်တဲ့အခြေအနေကိုသတင်းစာထဲမှာထည့်သွင်းဖော်ပြခဲ့တာတွေကိုမှတ်မိနေပါသေးတယ်နောက်ပိုင်းမှာတော့မျက်မှန်ကြီးထောင်ကျသွားခဲ့ပါတယ်သူကသူထောင်မကျနိုင်ဘူးပြန်လွတ်မယ်လို့တွေးထင်ထားတာတွေကလွဲသွားခဲ့ပါပြီ။ ဒီတော့မန်တွေမာနတွေကြာသွားခဲ့ပါပြီမျက်မှန်ကြီးကိုချီကျူးစရာကောင်းတာကအာမတန်တော့လို့မန်ရှော့လိုက်ရပေမဲ့စိတ်ဓာတ်တွေကြာသွားပြီးစိတ်ထောင်းကိုကြီးဖြစ်မသွားခဲ့ပါဘူးဘဝကိုအရှုံးမပေးခဲ့ပါဘူးရောက်တဲ့အရက်မှာပျော်အောင်နေရတာလေးနဲ့ဝအောင်စားရှိရာလေးနဲ့လှအဝေးဆိုတာနဲ့အညီ လွတ်ချင်လှပြီးပြန်ချင်လှပြီးလို့တခွန်ပြောမသွားပဲအိတ်တာစားတာကျမ်းမာရေးအတွက်လမ်းလျှောက်တာဘာသာရေးအတွက်တရားထိုင်တာတာဝန်ကျဝန်လန်းလေးတွေနဲ့အစဉ်ပြေစွာဆက်ဆံတာတွေကိုတီတီငိမ့်ငိမ့်နဲ့ပုံမှန်ဆောင်ရွက်သွားခဲ့ပါတယ်စေးယုံစာတတ်မှတ်ပေးတဲ့ထမင်းနဲ့ဟင်းလေးတွေကိုလည်းမာတယ်ပြော့တယ်ငန်တယ်ပော့တယ်လို့မပြောသွားပဲစားသွားခဲ့ပါတယ် 15ရက်တစ်ခါလားတစ်လတစ်ခါလားမှတ်မှတ်မိတော့ပါဘူးရောက်လာတဲ့ပါဆယ်ဟင်းလေးတွေနဲ့တွဲဖက်စားတော့ပါတယ်အရက်ဝက်လုံးဝမပေးပဲထောင်ဝစ်ဆုံ အဖြူကူတာဝေးရပေမဲ့တက်တက်ရရဲ့ဝစ်ဆင်သွားခဲ့ပါတယ်ဘဝကိုဘလို့ဆက်သွားရမယ်ဆိုတာသိပါတယ်ဘလို့ကုစားရမယ်ဆိုတာကိုလည်းသိပါတယ်ကျမ်းမာမှာဖြစ်မယ်ဆိုတဲ့အသိလည်းရှိပုံရပါတယ် မနဲ့ညက်နေတိုင်းခြံဝင်းအတွင်းမှာပုံမှန်လမ်းလျှောက်ခဲ့ပါတယ်။ထီတွေ့ဆက်ဆံရမယ်အရာရန်အမှုထမ်းတွေနဲ့အစဉ်ပြောင်းဆက်ဆံရမယ်ဆိုတာကိုလည်းသိပါတယ်။ကျွန်တော်နဲ့တွေ့တော့အချုပ်သားမဟုတ်တော့ပဲထောင်ကျတယောက်ဖြစ်နေပါပြီ။ပထမပိုင်းမှာတွေ့ကြုံခဲ့မှုတဲ့ဝန်တန်းတွေရဲ့ပြောစကားတွေနဲ့ဆန့်ကျင်ဘက်ဖြစ်နေပါပြီ။ တမင်တက်တက်လင်ညာပြောကြသလိုတောင်ဖြစ်နေပါတယ်ကျွန်တော်နဲ့တွေးတော့ထမင်းစားချိန်လမ်းလျှောက်ချိန်ရေချိုချိန်ကလွဲ့ရင်ဂရင်ပေါ်မှာပက်လက်အနေထားမှလုံးမချက်တရားမှတ်နေတော့တာပါအရက်ဝဲအဝဲစားတွေပေးမထားပဲထောင်ဝဲဆောင်အဖြူကိုသာပေးထားတာကြောင့်အပေါ်ဖြူအောက်ဖြူခေါင်းမွေးဖြူအနေထားပါဝဲဖြူစင်ကြယ်အဖိုးကြီးတယောက် တရားမှတ်နေတဲ့ပုံစံကတကယ်ကိုသဘာဝကျလာပါတယ်ကျွန်တော်နဲ့ခိတ္တစကားပြောချိန်တွေမှာလဲမန်မာနှတွေကင်းစင်နေပြီအေးချမ်းစွာသာစကားပြောပါတယ်တရားကြစရာစကားလည်းမကြခဏပါလာတတ်ပါတယ်မျက်မှန်ကြီးစီမှာပထမပိုင်းတာဝန်ချတဲ့ဝန်တန်းတွေလိုမျိုးဆက်ဆံတာကိုကျွန်တော်မခံခဲ့ရပါဘူးအေးချမ်းစွာ စိတ်ချမ်းသာစွာနဲ့တာဝန်ထမ်းခဲ့ရပါတယ် မျက်မှန်ကြီးနဲ့ခဏတာ တွေ့ခဲ့ရပေမဲ့သူ့စီကအတူယူစရာတွေများစွာရခဲ့ပါတယ်။တန်ဝေကတရားတွေလည်းများစွာရခဲ့ပါတယ်။အန်ကယ်ကြီးကောင်းရဘုံဘွားကို ရောက်နေမယ်လို့ယုံကြည်နေမိပါတယ်ခမညာ။ခင်မောင်ထွန်းအကျဉ်ဦးစီး အပိနာဆင်ပေးခဲ့ကြတဲ့တဦးချင်းတယောက်ချင်းစီအောင်ကျေးဇူးအကြီးအများကြီးပဲတင်ပါရနော်အလုံးကိုရောစိတ်ပါကျမ်းမှချမ်းသာဤချမ်းပျော်ရွှင်ပြီးဘေးရန်အနေအပေါင်းတွေကလည်းကင်းဝေးကြပါစေနော်